ခုခုဖြစ်ပုံရတယ်လို့ပြောချင်တဲ့အခါမှာအသုံးပြုတယ် see look အားလုံးပဲမင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးရကြတော့လေကျွန်တော်တို့တခုခုဖြစ်ပုံရတယ်လို့ပြောချင်တဲ့အခါမှာအသုံးပြုတယ် see look โอเคအဲ့ဒီနှစ်ခုရဲ့ကွဲပြားချက်လေးကိုရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင့်တို့နှစ်ခုကလေအသုံးပြုပုံကဆင်တူတူတော့ဖြစ်ပါတယ်ရှင့်ဒါပေမဲ့အနည်းငယ်လေးတော့ကွဲပြားချက်ရှိပါတယ်နော်โอเคအဲ့တော့အရင်ဆုံးကျွန်တော်တို့ sing โอเคသူရဲ့အဓိပ္ပာယ်ကကြတော့တခုခုဖြစ်ပုံရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော် ဲ့တော့သူကဘယ်နေရာမှာတုံးလဲဆိုတော့ကျွန်တော်တို့ရေပူရပေါ့နော်ထင်မြင်ယူဆချက်တွေပေါ့နော်တခုခုဖြစ်ပုံရတယ်ဆိုပြီးတော့ပြောချင်တဲ့အခါမှာဆိုလို့ရှိရင်အသုံးပြပါတယ်ရှင်။တัวကြတော့လေကျွန်တော်တို့မြင်တာတခုရတဲ့မဟုတ်တော့ပေါ့နော်။သူကကျွန်တော်တို့စိတ်ကူးနဲ့ပေါ့နော်စဉ်းစားတာနောက်ခံစားတာအဲ့ဒီအချက်လက်တွေပါဝင်ပါတယ်နော်။ပြောမယ်ဆိုလို့ရှိရင်သူကလေကျွန်တော်တို့စိတ်ခံစားခြင်းနဲ့ပို့ပြီးတော့တက်ဆိုင်တဲ့ပုံစံလည်းဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ကျွန်တော်တို့ structure အရဆိုလို့ရှိရင် sim plus adjective ဒါမှမဟုတ် sim plus to plus base verb ကျွန်တော် base verb ဆိုတာ verb 1ကိုပြောတာဖြစ်ပါတယ်နော်ဥပမာနေနဲ့ဆိုလို့ရှိရင် she seems tired သူမကပိမန်းနေပုံမဲနော်တဲ့အဲ့တော့ဆိုလိုတာတော့သူမကစကားပြောတဲ့ပုံစံတွေကလေးလံနေတယ်ပေါ့ပိမန်းတဲ့ပုံစံပေါ့ချင်ပေါ့နေမယ်ပေါ့နော်သူရဲ့စိတ်ကူးထဲမှာဒါသူမကပိမန်းနေတဲ့ပုံမဲလို့သူကထင်လိုက်တာပေါ့နော်အဲ့လိုနေရာမှာဆိုလို့ရှိရင် seems ကိုသုံးပါတယ်နော် okay နောက်ထပ်ကျွန်တော်တို့ဥပမာနေနဲ့ဆိုလို့ရှိရင် he seems to like your idea သူကလေမင်းရဲ့စိတ်ကူး idea ကိုကြိုက်တဲ့ပုံမဲနော်တဲ့ okay ဒါပေမဲ့ သူကဒါသူ့ရဲ့ထင်မြင်ယူဆချက်ကိုပဲပြောတာဖြစ်ပါတယ်နော်။ Okay အဲ့လိုမျိုးနေရာတွေမှာတခုခုဖြစ်ပုံရတယ်လို့ပြောချင်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်က same ကိုသုံးပါတယ်နော်။ဟုတ်ကဲ့နောက်ထပ်ကျွန်တော်တို့ look Okay သူ့ရဲ့အသေးပေကကြတော့လေကြည့်ရတာတခုခုဖြစ်ပုံရတယ်ဆိုပြီးတော့ဗောနောပြောချင်တဲ့အခါမှာအသုံးပြုတာဖြစ်ပါတယ်ရှင့်။အဓိကတော့သူကဗောနောကျွန်တော်ကိုမြင်တွေ့ရတဲ့ပုံစံအရာတခုခုဖြစ်ပုံရတယ်လို့ပြောချင်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ကအခုဒီ look ကိုသုံးတာဖြစ်ပါတယ်ရှင့်။တော့ကြကျွန်တော်တို့ဆိုလိုတာကတော့ဒီ visual appearance ပေါ့ ကိုမြင်တွေ့ရတဲ့ပုံစံတိုင်းပေါ့နော်တခုခုဖြစ်ပုံရတယ်လို့ပြောချင်တဲ့ခါမှာဆိုလို့ရှိရင်အခုဒီ look ကိုသုံးတာဖြစ်ပါတယ်နော် okay သူရ structure ရဆိုလို့ရှိရင်ကျွန်တော်တို့က look plus adjective okay ဥပမာနဲ့ဆိုလို့ရှိရင် she looks tired အဲ့ဒီပြရတော့သူမကြည့်ရတာပင်ပန်းနေပုံပဲတဲ့သူကမျက်စိအမြင်ပုံမှန်ငြင်းရတဲ့ပုံစံကသူကပင်ပန်းတဲ့ပုံစံဖြစ်နေတယ်ပေါ့ဥပမာပေါ့မောနေမယ်ဖြူဖြော့နေမယ်ပေါ့နောက်ခုနစိတ်နဲ့တော့အဲ့ဒီပုံစံလေးနည်းနည်းကြွားပါတယ်နော် okay နောက်ထပ်ဥပမာအနေနဲ့ဆိုလို့ရှိရင် he looks happy today သူ့ကိုကြည့်ရတာဒီနေ့ပျော်နေပုံပဲနော်တဲ့ okay เนาะသူကဆိုတာမျက်နှာအသွင်ပြေမှာတော့အမူအရာတွေမှာတော့ဘောနော်ပျော်တဲ့ပုံစံလေးဖြစ်နေတယ်ဗောနော် okay နောက်ထပ်ဥမာနည်းနည်းဆိုလို့ရှိရင် the food looks delicious အစားစားကြည့်ရတာလေစားချင်စရာကောင်းမဲ့ပုံပဲနော်တဲ့စားကောင်းမဲ့ပုံပဲဗောနော်အဓိပ္ပာယ်ကတော့ အဲ့တော့ဟိုစားတော့စားမကြည့်ရသေးဘူးဒါပေမဲ့သူ့ရဲ့ပြင်ဆင်ပုံတော့ကိုမြင်ရတဲ့ပုံစံရတာစားကောင်းတဲ့ပုံစံလေးဖြစ်နေတာပေါ့နော်โอเคအဲ့တော့တခုခုကိုကြည့်ရတာဖြစ်ပုံရတယ်လို့ပြောချင်တဲ့ခါမှာဆိုရင်ကျတော့ကျွန်တော်တို့က look ကိုသုံးတာဖြစ်ပါတယ်ရှင်โอเคနော်ဒီ look ကကျတော့ခုနစိတ်နဲ့ဘာမတူဘူးလဲဆိုတော့ तू ကမျက်မြင်ပေါ့ကိုကဆိုတော့မြင်တွေ့တဲ့ပုံစံရတခုခုဖြစ်ပုံရတယ်ဆိုတဲ့ပုံစံလေးဖြစ်သွားပါတယ်နော်โอเคအဲ့တော့ကျွန်တော်တို့ same look ကိုပြပုံလေးကိုရှင်းသွားပြီထင်ပါတယ်ရှင်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင်